အစ္စလမ်ဘာသာဝင်တွေရဲ့အထွတ်မြတ်ထာယာအင်းဒီမှာ မန္တလေးမြို့ကဒေသခံတွေဝစ်ပြူနေကြတာပါလမ်းမကြီးပေါ်မှာစုဝေးရွတ်ဖတ်နေကြသလို အများစုရဲ့မျက်နှာသွေးမြေဟာဝမ်းနည်းမှုတွေပြည့်နှက်နေကြပါတယ်ရိုဇန်လို့ခေါ်ရတဲ့ဥပုပ်ကာလာရဲ့နောက်ဆုံးပတ်တောက်ကြနေမှာပြည်ဟာအဆင့်9.8ရှိတဲ့ငလင်ဟာသူတို့ဒေသတစ်ဝိုက်လုံးကိုပြောင်းမြန်လှန်ပစ်လိုက်ပါတယ်။ နေ့လယ်ပိုင်းဝင်းပြူချိန်ဖြစ်သလိုဝါထွက်ကာလဖြစ်တာကြောင့်ပုံမှန်တက်ပလီတွေမှာလူပိုများနေတဲ့အချိန်လည်းဖြစ်တာပါအဲ့ဒီငနေတက်ရမှုကြမယ်လူပေါင်းထောင်ချီတည်ဆုံးခဲ့ရသလိုဖျားချောင်းကန်စီဒီပထိုးနဲ့ဘာသာရေးအစအဦးရာနေချီပြက်စီခဲ့ရပါတယ်။ရှောက်ဖွေကန်စီရေးလုပ်ငန်းတွေဟာလည်းမက်စလ28ရက်ကစလို့31ရက်ညပိုင်းအထိမပြီးဆုံးနိုင်သလိုရာနေချီပြောက်ဆုံးနေတဲ့ပြည်သူအများပြားလည်းရှိနေပါတယ်။ ဝိပုကျိဘာလှုပ်ခတ်လာတဲ့ငလင်ဟာနှစ်ပေါင်းရာကြီးတက်တန်းရှိတဲ့ဗလီတွေကိုပြိုကျပျက်စီးစေခဲ့တယ်လို့မောင်လာနာကာရီဦးစိုးနေဦးကပြောပါတယ်။ကျွန်တော်တို့ကအဲ့ဒီနေရာပုံမှန်တော့အများကြီးကတော့တောက်ကြနေပေါ့နော်။ကျွန်တော်တို့ကအဲ့ဒီတောက်ကြဆိုတာထက်ပိုတယ်အဲ့ဒီနေရာလေ။ရမ်ဇန်ပေါ့နော်။အစ္စလာမ်ဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရဥပုလ္လရဲ့နောက်ဆုံးကာလတွေလည်းဖြစ်တယ်ပေါ့နော်။ပြီးရင်အဲ့ဒီမတိုင်ငယ်28မတိုင်ငယ်29ညဟာကျွန်တော်တို့ထိုင်းတို့မြန်မာတို့မလေးတို့ကမှဆိုရင်ဒါ လိုက်လတ်တော်ကတလူခေါ်တယ်ကျွန်တော်တို့အမောင်များဆုံးညပေါ့နော်။အဲ့ဒီညမှာကောင်းမှုကုသိုလ်တွေလုပ်ကြတယ်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေရဲ့အမောင်များဆုံးညတွေထဲမှာမှာအမောင်များဆုံးမဲ့ပေါ်သူကနော်။အဲ့လိုညကိုကောင်းမှုကုသိုလ်လုပ်တယ်မနက်ခင်းတော့တောက်ကြနောက်ဆုံးတောက်ကြလည်းဖြစ်တယ်ဥပုဒ္ဒါလည်းဖြစ်တယ်ဥပုဒ္ဒီလာတွေလည်းအဲ့ဒီရက်တည်းလူတိုင်းကစောင့်တယ်အဲ့ဒီနေရာဘလောက်ဒီလူလာလဲဆိုရင်ပုံမှန်ရက်တည်းမှာဘာသာရေးသာသနာရေးဆိုတာကိုလုံးဝခေါင်းထဲမထည့်တဲ့သူတွေတောင်မှအဲ့လိုရက်ဆိုရင်ပလီကိုရောက်အောင်လာတယ် ြီးရင်ပလီမာဟိုအချိန်ပေးတဲ့ဥပုပ်ရအောင်စောက်တယ်ဆိုတော့နေအဲ့တော့အဲ့လိုနေဖြစ်တဲ့အတွက်အဲ့ဒီနေမှာဟိုကျွန်တော်တို့ကလူအများကြီးအဓိကစုတဲ့နေဖြစ်သွားပြီးတော့အဲ့ဒီငလျင်ဖြစ်တဲ့အချိန်မှာလူအများကြီးကိုပလီထဲမှာစုပေးလိုက်လို့ဖြစ်ပြီးတော့တော်တော်များများအာဆုံးရှုံးသွားရတယ်ဗောနော်အသက်တွေဆုံးရှုံးသွားရ မြန်မာနိုင်ငံဟာရာစုနှစ်တစ်ခုစာအတွင်းတည်ကြည်ပြည့်စည်ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ရတဲ့ငလျင်ပေးတံကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတာလို့ငလျင်ကျွမ်းကျင်ပညာရှင်တွေကပြောဆိုထားပါတယ်။အခုတစ်ချိန်ငလျင်တံကို မန္တလေး၊စကိုင်း၊တောင်ကိုအင်းလီ၊နေပြည်တော်ပြည်မနာညောင်ရွှေ၊ကြောက်စဲအင်းဝါနဲ့အမရပူရာမြို့နယ်တွေကဖုံးအိုးရွာတွေကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်ဒီရှာပွေတွေ့ရှိထားတဲ့သေဆုံးသူပေါင်း334ဦးရှိတယ်လို့ငလီနောက်ဆက်တွဲအခြေအနေတွေကို သူတေသနာပြုလုပ်နေတဲ့ DBB Data Team ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရှိသူပေါင်း3500ကျော်ရှိသလိုလူပေါင်း900ကျော်ပျောက်ဆုံးနေတယ်လို့ဖော်ပြထားပါတယ်။ စကိုင်းမြို့မန္တလေးမြို့နယ်ဘုံဦးရွာတွေမှာဆိုရင်မြို့ပြက်ရွာပြက်တပွဲဖြစ်နေသလိုပျက်စီးပြိုကျနေတဲ့အဆောက်အအုံကပြည်သူတွေကိုလည်းအလုံးစုံရှာဖွေနိုင်ခြင်းမရှိသေးပါဘူး။ငလင်းအသေးတွေလည်းနေစဉ်ရှိနေသေးတာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းအပြင်ကုညီရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့အရင်မှာအခက်အခဲများစွာကြုံတွေ့နေရတယ်လို့လူမှုကုညီရေးလှုပ်ဆောင်သူတွေကပြောပါတယ်။ဘုံဒေတာကံမြစ်တာရှင်လူမှုဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေစောအောင်က ယနေ့အချိန်အထိအခုအချိန်အထိကိုကျွန်တော်တို့ကငလင်းကလောက်တာမရက်သေးဘူးမရက်သေးတော့ကျွန်တော်တို့ရဲ့ဘဝတပန်းတစ်ချောင်းမှာတခါမှလူတွေလောက်ညောင်းညားစွာမမြင်ဘူးခဲ့ဘူးအဲ့တော့ကျွန်တော်တို့ရွာမှာရှိတဲ့ကြီးရွာကြီးကြီးရွာသားတွေကြောက်ပြီးရွာတွေကိုအခုချိန်မှမဝင်ရသေးဘူးမရက်လောက်ညံဒီကြဲကြဲကြီးစကန်းထဲမှာရွာပြင်နေတော့ကျွန်တော်တို့ကရွာဆိုတော့ဟိုရွာထဲမှာပဲရွာပြင်နေတော့မြေတွေထဲမှာကျွန်တော်တို့ယာယီတဲလေးတွေကိုယ့်အကူအမိုးကလေးနဲ့ထိုးပြီးတော့ဝလုံးလေးနဲ့မိုးကလေးထိုးပြီးနင်းရတာ ဘယ်တော့ကြာအောင်နေရမလဲဆိုတာကိုတော့ကျွန်တော်အနေနဲ့ခံမှန်းလို့တော့မရသေးဘူးအဲ့ဒီငလင်မှာပဲဦးနေစောအောင်ရဲ့ညီအရင်တော်ဆက်သူနဲ့အတင်းသားနှုတ်ဦးသိဆုံးခဲ့ရပါတယ်ပေါ်ဒေတာအတွင်ကဗလီအာလုံးနီးပါးပျက်စီးခဲ့ရသလိုအစ္စလာဘာသာဝင်ပေါင်း182ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘုံကြီးရွာမှာဆိုရင် ရက်ွက်ပေါင်း၈ရက်ွယ်အိမ်အောင်စုပေါင်း2800ကျော်ရှိနေတာကြောင့်ကဲဆယ်ရေးစခန်းတွေအနေနဲ့လုံလောက်အောင်ခြောက်ပတ်နိုင်မှုမှာအခက်ကြုံနေရတယ်လို့သိရပါတယ်အဲ့ဒီကျွာပါဝင်ငလင်ပေးတံတင့်ဒေတာတွေတက်ကဗလီပေါင်း60ဝန်းကျင်ပြည့်စည်ခဲ့ရသလိုအစ္စလမ်ဘာသာဝင်ပြည်သူ900နီးပါးတည်ဆုံခဲ့ကြရတာပါ စကိုင်းမြို့မှာဆိုရင် လုံခြုံရေးအခြေအနေကြောင့်ဆိုတဲ့စကရရနဲ့စစ်ကောင်စီကနိုင်ရေးလုတ်ခွင့်မပြုတာကြောင့်မန္တလေးမြို့ကိုတည်ပြီးပြုလုပ်ခဲ့ကြရပါတယ်။အဲ့ဒီအခါမှာလည်းတည်ဆုံသူများပြတဲ့အခြေအနေမှာကျင်းတချင်းကိုလူဆယ်ယောက်လောက်စုပြုံတကြိုခဲ့ရတယ်လို့ကယ်ဆယ်ရေးလုဆောင်သူတွေစီကသိရပါတယ်။တရားမှုပြင်းထန်နေတဲ့အချိန်မှာဝိုင်းဝန်းလှုပ်ဆောင်မှုတွေနဲ့ဖြည့်ရှင်းနေရတယ်လို့ပြောလာသူက စကိုင်းဒေသခံအစ္စလမ်အမျိုးသမီးတူပါ မနေ့ကအတကြူတာက190ကျော်တယ်ဗျအဲ့ဒါအိုးဘူအိုးဘူမှာဗောနော်အဲ့ဒါ190ကျော်တယ်ဒီဘက်ကအဲ့ဒီပလီယာဟာတွေကတော့54ဘူးကျော်တယ်ဗျဒီတင်းချိုင်းမှာကြတော့သွားပြီးတော့ဟိုကျင်းချလို့ရှိရင်10ရောက်ကိုတကျင်းနေနဲ့ချရတယ်ဗျ10ရောက်တကျင်းနေနဲ့ချရတာဆိုတော့အဲ့မှာမလောက်တော့အဲ့မန်လေးကို သွားချရတယ်ဗောနော်ပြီးတော့တကြူရဲဆက်တီးကလည်းဟို မလောက်ဘူးပေါ့နော်နောက်ပြီးတော့နောက်ပြီးတော့ကရင်ကလည်းမုံရွာကနေရောက်လာတဲ့ကရင်ဘတ်ဘူးတစည်းပဲရှိတယ်အလောင်းကြီးကလည်းအပုံနဲ့မနေကလေးကစထွက်နေပြီဒီနေ့ဒီနေ့ဆိုရင်တော့ပြောလို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးအလောင်းကြီးကမြို့ထဲမှာထုံလို့မရသေးဘူးပြကယ်ဆယ်ရေးကလည်းမလာသေးဘူးဂျင်းနဲ့အစားအစာတွေလည်းလိုတယ် အင်းဝငလင်အမရပူရငလင်လို့လူသိများတဲ့ငလင်ဟာမြန်မာနိုင်ငံအလဲပိုင်းမှာ1839ခုနှစ်မတ်လ23ရက်မနက်ပိုင်းကဇက်တိုက်လှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်ဟာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်တွေတဲ့ပြည်အမြင့်ငလင်တစ်ခုလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူး။ငလင်ရဲ့သဘောတဘာဝဟာပြက်ရွေတစ်ခုကငလင်လှုပ်ဖူးတာမျိုးရှိရင်အဲ့ဒီပြက်ရွေကနေပြန်ပြန်လှုပ်ခတ်နိုင်တဲ့သဘောရှိတယ်လို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။ ငလင်လုတ်ခတ်မှုကိုခံမရမှာအချိန်ကာလတိတိကျကျနဲ့အချိန်တိုတွင်မှခံမနိုင်တာမရှိပေမဲ့ပညာရှင်တွေကတော့စကိုင်းပြည့်ရရဲ့အပိုင်းတွေကတခုဖြစ်တဲ့အင်းဝအပိုင်းဟာလှုပ်မယ်ဆိုရင်လှုပ်ဖို့ရအတွက်ဖြစ်နိုင်ခြေအရမ်းများနေပြီဆိုပြီးလွန်ခဲ့တဲ့၄-၅နှစ်ထဲကသတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။ မက်လာ28ရက်ကလုတ်ခတ်ခဲ့တဲ့ငလင်ရဲ့ပြင်းဟာအမှုမျိုးအတန်ပုံပေါင်း330ကျော်ပောက်ကွဲမှုမျိုးလောက်နဲ့ညီမျှတယ်လို့လဲလူသိများတဲ့အမေရိကန်ငလင်ပညာရှင်တို့ကပြောထားပါတယ်။ CNN သတင်းဌာနနဲ့အင်တာဗျူးမှာ အမေရိကန်ရဲ့ဘူမိဗေဒငလင်နဲ့မီးတောင်လှုပ်ရှားမှုပညာရှင် Jess Phoenix ကငလင်ရဲ့ပြင်းအားနဲ့ပတ်သက်လို့အမြင့်သာဆုံးဖြစ်အောင်ဥပမာပေးသွားခဲ့တာပါ။ ညာရှင်တွေပြောဆိုခဲ့တဲ့အတိုင်းအခုလှုပ်ခတ်ခဲ့တဲ့ငလင်ဟာလည်းစကိုင်းပြည့်ရွေရဲ့အင်းဝအပိုင်းကနေပြန်လဲလှုပ်ခတ်ခဲ့တာဖြစ်ပြီးဒီဘက်ကမှာအကြီးဆုံးငလင်တစ်ခုဖြစ်တယ်လို့ငလင်ပညာရှင်ပါမခဒေါက်တာမျိုးတန်းကပြောပါတယ်။စကိုင်းပြည့်ရွေရနေပြီးတော့လှုပ်တဲ့ငလင်ဒီထဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဘာကောမလဲနှစ်အပိုင်းခြားနဲ့ကြည့်မယ်ဆိုရင်ဒါဒီအကြီးဆုံးငလင်လို့ပြောလို့ရလိမ့်မယ်။1839အင်းဝငလင်ကတော့အကြီးဆုံးဖြစ်ခဲ့လိမ့်မယ်လို့ ကိုယူဆရတယ်ပေါ့နော်အဲ့တော့7.6ကနေပြီးတော့8လောက်ထိရှိတယ်လို့ယူဆရတာကိုဘာဖြစ်လို့လဲဆိုတော့မကိုးငလျင်ကသူက7.3ပဲရှိတာဒီအဲဆိုတဲ့အခါကျတော့စကိုင်းပြည့်ရွေးကနေကြည့်မယ်ဆိုရင်ဒီကလျင်ဒီဒီခက်ဘက်ခက်မှာကျွန်တော်တို့အကြီးဆုံးအပြင်းဆုံးငလျင်လို့ပြောလို့ရလိမ့်မယ်ဟိုနောက်ဆက်တွဲငလျင်တွေလာပါလိမ့်မယ်ပြာအတန်အတန်ကြီးတဲ့ခုနပြောတဲ့5.5ပေါ့လေအဲ5.66စသည်ဖြင့်ပေါ့ဒါမျိုးတွေလှုပ်နိုင်တဲ့ အဲအတွက်ကြောင့်မို့လို့ဟိုတတိလေးထားပြီးတော့နေထိုင်သွားလာအပြုမှုလှူရှားကြဖို့ကျွန်တော်တို့ ਨੇ အနေနဲ့အကြံပြုလိုပါတယ်လို့ငလင်ပေးတဲ့အသည့်မြန်မာနိုင်ငံအတွေ့အခုအညီတွေလှုပ်ဆောင်ဖို့ရုရှားတရုတ်မလေးရှား BNN ထိုင်းအိန္ဒိယစင်ကာပူနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကကဲဆဲရေးတပ်ဖွဲ့တွေလာရောက်ခဲ့ပါတယ် လူသားချင်းစာနာထားတာမှုအကူအညီတွေပေးဖို့အရေးပါလဲ။ Australia, EU, ကုလသမဂ္ဂ American အပါအဝင် နိုင်ငံအသီးသီးကဆောင်ရွက်ခဲ့ကြတာပါ။ဒါပေမဲ့လက်ရှိအချိန်မှာတော့လမ်းမဆက်သွယ်ရေးကြောင့်ကယ်ဆယ်ရေးရန်ညားတွေကြံ့ကြာနေသလိုပိတ်မိသူတွေကိုကယ်ဆယ်ဖို့အခက်ကြုံနေရတယ်လို့စကိုင်းဒေတာခန်တွေကပြောပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်တဲ့အခါမှာအချိန်မီမကယ်နိုင်တာကြောင့်စကိုင်းမြို့တစ်ခုထဲမှာတည်ဆုံးသူက200ကနေ900အထိရှိနိုင်တယ်လို့ဒေသခံတွေကခန့်မှန်းကြပါတယ်။ငလင်တကြအိုးအိမ်ပျက်စီးသွားတဲ့ဒေသခံတွေဟာအိတ်ဖို့နေရာမရှိတော့တာနဲ့ငလင်ထက်မှန်လှုပ်ခတ်မှာစိုးရိမ်တာကြောင့်ဘောလုံးကွင်းတခြားသောကွင်းမြေကျယ်တွေနဲ့လမ်းမတွေပေါ်မှာညအိတ်နေကြရတာပါ ကုညီကယ်ဆယ်ရေးလှုပ်ဆောင်မှုအခြေအနေမှာလက်ရှိဦးဆောင်နေတဲ့စစ်ကောင်စီဟာဖြည့်ရှင်းနိုင်စွမ်းမရှိဘူးလို့နှွေဦးကြံလည်ရေးဖတာပေါင်းဆောင်ကွန်ရက်အဖွဲ့ဝင်ဦးထွန်းကြည်ကတုံ့တက်ပါတယ်။ဗလီတော်များများမှာလေနော်အခုချိန်ထိနော်အဲကုပါကယ်ပါပေါ့ဗျာအဲကျွန်တော်အဖေကတော့ကျွန်တော်ဦးလေးကတော့ကျွန်တော်ဇနီးကတော့ကျွန်တော်ခလေးကတော့ဒီထဲရောက်နေတယ်ဒါပေမဲ့အခုချိန်ထိလာပြီးကုညီကယ်ဆယ်ရေးရပြ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 လောက်လောက်လာလာအားကောင်းမောင်းတန်ပြပြမှာထိတိယောက်မှမလုပ်ပေးနိုင်ဘူး ဆိုဘာကိုစဉ်းစားကြည့်လေဒါတော့ဘာမှယုံကြည်စရာအကြောင်းမရှိဘူးဒါတော့နိုင်ငံတကာကလည်းနော်အသူတို့ကိုအပြည့်အဝသွားယုံကြည်လိုက်ရင်တည်ကြတာကလူနေသူလက်ထဲကိုရောက်မှာမဟုတ်ဘဲနဲ့သူတို့ကအဲ့ဓာတွေကိုအဲသူတို့ရဲ့အဲ့ဒီနိုင်ငံကြီး အဲ့ဒီအချိုးမြအလုံငါအဲ့ဒါတွေကိုအတုံးချသွားပြီးတော့သူတို့ရဲ့တရားဝင်မှုကဘယ်လောက်ရှိလဲဆိုတာကိုပြည်ရင်းဒေသတွေနိုင်ငံတကာကိုအဲ့ဒါသူတို့ကကြီးညာနေဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကိုတော့ပြက်ပြက်သားသားအဲ့ဒီဒီဒီပြိပင်ဓာစီကိုလိုတယ်ဆိုတဲ့သတင်းစကားပါကျင်ပါတယ်တဘာဝဘေးအန္တရာယ်ကပ်ပေးဟာတားဆီးလို့မရနိုင်တဲ့အရာတစ်ခုပါ ဒီအခြေအနေရဲ့တက်ရောက်နိုင်မှုကိုရှော့ချနိုင်ဖို့အရေးဟာစုပေါင်းလှုပ်ဆောင်မှုနဲ့ကြိုတင်ပြင်ဆင်ခြင်းကသာအရေးကြီးတယ်လို့တဘာဝဘေးအနေနဲ့ကာဝေးလှုပ်ဆောင်သူတွေကပြောဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့မတည်ငြိမ်တဲ့စစ်အာဏာသိမ်းကာလအတွင်းမှာတော့စစ်တပ်ရဲ့ဘုံတံတွေအပြင်ငလျင်ဘေးဒဏ်တင်အခြေအနေကိုပါပြည်သူအများစုကခါစီခံနေကြရတာပါ။